ဒီနေ့ကျွန်တော်တင်ပေးမယ့်အကြောင်းအရာလေးကတော့ Facebook အသုံးပြုတဲ့မိတ်ဆွေတွေအတွက်ကိုယ့်ရဲ့ Facebook account password ကိုမေ့နေတယ်အကောင့် login ဝင်လို့မရတော့ဘူးပေါ့နော် Facebook account password မေ့နေလို့ login ဝင်လို့မရတော့ဘူး forgot လုပ်ဖို့အတွက်ကြတော့လေကျွန်တော်တို့ Facebook account ဖွင့်ထားတဲ့ Gmail တွေ email တွေလည်းမသိတော့ဘူးမမှတ်မိတော့ဘူးပေါ့နော်နောက်ပြီးတော့ဖွင့်ထားတဲ့ sync ကနဲ့ဖွင့်ထားတယ်ဆိုရင်လည်းအဲ့ sync ကမရှိတော့ဘူးဆိုတဲ့သူတွေအတွက်ကျွန်တော်အခုပြမယ်နီလန်းလေးနဲ့ပြန်ယူလို့ရပါတယ်နီလန်းလေးကရမ်းပိုက်ပါတယ်အတို့ရှုံးမိပြောရမယ်ဆိုရင်တော့ Facebook account ကို password မေ့နေလို့ login ဝင်လို့မရတဲ့သူတွေ ဖွင့်အကောက်ဖွင့်ထားတဲ့ Gmail တွေစင်ကတ်တွေလည်းမရှိတော့ဘူးဆိုတဲ့သူသူတွေအတွက်ပေါ့နော်ဒီ Messenger login ဝင်ထားသေးရဆိုရင် Messenger ကနေတစင်ပြန်ယူဖို့ယူနီးလေးကိုကျွန်တော်ပြပေးသွားမှာဖြစ်ပါတယ်ဗျပထမဦးဆုံးအနေနဲ့ကျွန်တော် Messenger လေးဝင်ရပါမယ် login ဝင်ထားသေးရဆိုရင်ပေါ့နော်အဲ့ Messenger လေးကိုတစ်ချက်ဝင်လိုက်ပါ Messenger လေးကိုရောက်ပြီဆိုရင်တော့ဒီအပေါ်ဆုံး down လေးနားမှာကျွန်တော်ကိုယ့်ရဲ့ profile ပုံလေးရှိရပေါ့နော်အဲ့ profile ပုံလေးကိုတစ်ချက်နှိပ်လိုက်ပါ profile ပုံလေးကိုနှိပ်လိုက်ရင်တော့အောက်ကိုအောက်ကိုဆွဲလိုက်ပါတော့အောက်ဆုံးထိဆွဲပြလိုက်ပါအောက်ဆုံးထိဆွဲလိုက်မယ်ဆိုရင်တော့အကောက် setting ဆိုတာလေးကိုမိတ်ဆွေတို့တွေ့ရပါလိမ့်မယ်ဗျ အဲအကောက်စက်တင်ဆိုတာလေးတစ်ချက်နှိပ်လိုက်ပါအကောက်စက်တင်ကိုနှိပ်လိုက်ရင်ခဏဆောင်ပြီးလိုက်ရင်ဒီလိုမျိုးပေါ်လာပါလိမ့်မယ်အကဲ၍လိုင်းမကောင်းတဲ့သူတွေပါရဆိုတော့နည်းနည်းကြာတတ်ပါရပြဒီနေရာလေးမှာနော်အဲအပေါ်ဆုံးမှာပဲကျွန်တော်တို့ personal information ဆိုတာလေးရှိပါတယ်အဲ personal information ဆိုတာလေးကိုတစ်ချက်နှိပ်ပြရမှာဖြစ်ပါတယ်အားလေးကိုတစ်ချက်နှိပ်လိုက်ပါ personal information ကိုနှိပ်လိုက်ရင်ဒီနေရာမှာ name ရ contact info ရ management အကောက်ရဆိုပြီးတော့၃မျိုးလာပေါ်ပါလိမ့်မယ်ကျွန်တော်တို့နှိပ်ပြရမှာတော့ဒီ contact info ဆိုတာလေးကိုတစ်ချက်နှိပ်ပြရမှာဖြစ်ပါတယ်ဒုတိယအတန်းလေးပေါ့နော်အားလေးကိုတစ်ချက်နှိပ်ပြလိုက်ပါဗျအဲဟာလေးကိုတစ်ချက်နှိပ်လိုက်ပြီးဆိုရင်တော့ကျွန်တော်တို့ဒီနေရာမှာ ကျွန်တော်အက်ဒက်ဖုန်းနံပါဒါမှမဟုတ်အက်ဒက်အီးမေးလ်နံပါဆိုပြီးတော့နှစ်ခုရှိပါတယ်ဗျအကယ်၍ကိုကဆင်ကတ်နဲ့ပြန်ကိုမှဆင်ကတ်ပေါ့နော် Facebook ကောက်တခါမှမဖွင့်ဘူးသေးတဲ့ဆင်ကတ်နံပါတ်ရှိရဆိုရင်တော့အက်ဒက်ဖုန်းနံပါကိုနှိပ်လိုက်ပါဒါမှမဟုတ်ဖုန်းနံပါတ်က Facebook ကောက်တပါကိုဖွင့်ပြီးသားဆိုရင်တော့အက်ဒက် Gmail နံပါကိုနှိပ်လို့ပေါ့နော်ကျွန်တော်ကတော့ဖုန်းနံပါတ်နဲ့လုပ်ပြမှာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်ကဒီအက်ဒက် mobile ဖုန်းနံပါပေါ့နော်ဖုန်းနံပါဆိုတာလေးတစ်ချက်နှိပ်လိုက်ပါ နှိမ့်လိုက်ဒီနေရာမှာသူကဖုန်းနံပါတ်အစ်စ်တခုရိုက်ထည့်ခိုင်းတဲ့နေရာကိုရောက်ပါလိမ့်မယ်ဒီနေရာမှာဖုန်းနံပါတ်တခုကိုလက်ရှိသုံးတဲ့ single ပေါ့နော်အဲ့နံပါတ်တခုထည့်ပေးရပါမယ်အရေးကြီးဆုံးကတော့အဲ့ single နံပါတ်က Facebook ကောက်တခါမှမဖွင့်မှုသေးတဲ့နံပါတ်ဖြစ်ဖို့လိုအပ်ပါတယ်ဗျဒါဆိုရင်ထည့်လိုက်အောင်အဲကိုသုံးတဲ့နံပါတ်ကိုထည့်လိုက်ပါတော့ထည့်ပြီးပြီဆိုရင်တော့ကျွန်တော်ဒီ continue ဆိုတဲ့ clock လေးကိုတစ်ချက်နှိပ်ပေးလိုက်ပါ။ချက်နှိပ်လိုက်မယ်ဆိုရင်တော့မိတ်ဆွေကထည့်လိုက်တဲ့နံပါတ်ပေါ့နော်။အသက်ထည့်လိုက်တဲ့ဖုန်းနံပါတ်ထဲကိုသူကကုတ်ကနန်းလာပို့ပါလိမ့်မယ် Facebook ကနေ။မိတ်ဆွေတို့မြင်တဲ့အတိုင်းပဲကုတ်ကနန်းဝင်လာပြီပေါ့နော်။မအစိမ့်ဝင်လာပါလိမ့်မယ်။အဲဒီ Gmail နံပါတ်နဲ့ Gmail နဲ့ထည့်တဲ့သူတွေဆိုရင်လည်းအဲ Gmail ထဲဝင်လာလိမ့်မယ်ပေါ့နော်။ကုတ်ကနန်း6လုံးဝင်လာပါလိမ့်မယ်။အဲ6လုံးကိုကျွန်တော်ထည့်ပေးရမှာပါ။0942 42အဲ့ဒါလေးကိုမှတ်ထား။မှတ်ပြီးတော့ဒီ Facebook ထဲကိုတစ်ချက်ပြန်ဝင်လိုက်ပါနော်။ ဟုတ်ကို၄နှစ်၄နှစ်ဆိုယူမှန်အောင်ရိုက်ထည့်ပေးပါထည့်ပြီးပြီဆိုရင်တော့ကျွန်တော်ဒီအောက်မှာ confine ဆိုတာလေးကိုနှိပ်ပါအကယ်၍ဒီနေရာမှာကုတ်ပါညာဒီလိုမျိုးကုတ်ကနန်း၆လုံးပါညာမပို့ဘူးဆိုရင်စမ်းကုတ်အကင်းဆိုတာလေးကိုတစ်ချက်ပြန်နှိပ်လို့ရပါတယ်ကျွန်တော်ကတော့ပို့တဲ့အတွက်ကုတ်မှန်အောင်ထည့်ပြီးတော့ confine ကိုနှိပ်လိုက်ပါမယ် confine ကိုနှိပ်လိုက်ရင်တော့ဒီလိုမျိုးပေါ်လာပါလိမ့်မယ်ကျွန်တော်တို့ဒီနေရာမှာဒီ close ဆိုတာလေးကိုနှိပ်ပြီးရောပိတ်လိုက်လို့ရပါပြီ close ဆိုတာလေးကိုနှိပ်ပြီးပြီဆိုရင်တော့ကျွန်တော်တို့ ပြန်ထွက်လိုက်ပါတော့ messenger တွေကနေပြန်ထွက်လိုက်တော့ဗောနော messenger တွေကပြန်ထွက်အောက်က reason တွေပါရအခုရှင်းပြစ်လိုက်တော့ဗောရှင်းပြီကျွန်တော်တို့ facebook ထဲကိုပြန်ဝင်ပြီးတော့ကျွန်တော်တို့ဒီ facebook ကောက်ကိုပြန်ပြီး login ဝင်မယ်ဗောနော facebook ထဲဝင်လိုက်တယ်အခုလက်ရှိကတော့ကျွန်တော် facebook ကောက်တွေအကုန်လုံး log out ထွက်ပြထားရယ်ဗောနော်အဲကျွန်တော်တို့ဒီနေရာကိုရောက်ရင်ဒီအပေါ်က login ဝင်တဲ့နေရာကိုနှိပ်ရမှာမဟုတ်ပါဘူးဒီအောက်မှာရှိတဲ့ login ဆိုတဲ့ cloud ကလေးအောက်မှာရှိတဲ့ဒီ forgot password ဆိုတာလေးကိုကျွန်တော်တစ်ချက်နှိပ်ပြရမှာဖြစ်ပါတယ် forgot password ကိုတစ်ချက်နှိပ်လိုက်ပါ forgot password ကိုနှိပ်လိုက်ရင်ဒီနေရာမှာဒီလိုမျိုးပေါ်လာပါလိမ့်မယ်ဒီလိုမျိုးပေါ်လာရင်မိတ်ဆွေကခုနကတည်းကဖုန်းနံပါတ်နဲ့ မစညာနေပြီးတော့ခုနအရှိမကျွန်တော်ထည့်ပြခဲ့နေရမှာဖုန်းနံပါတ်အသက်ထည့်ထားဆိုရင်တော့ဒီမိုဘိုင်းဖုန်းနံပါတ်ဆိုတဲ့နေရာမှာကိုဖုန်းနံပါတ်ရေးပေါ့နော်အကယ်၍မိတ်ဆွေကဂျီမီနံပါတ်နဲ့ထည့်ခဲ့ရဆိုရင်ဒီအောက်ကဂျီမီနံပါတ်ကိုနှိပ်ပေးရမှာဖြစ်ပါတယ်ကျွန်တော်ကဖုန်းနံပါတ်နှိပ်ခဲ့ရဆိုတော့ဘောဖုန်းနံပါတ်နေရာမှာဖုန်းနံပါတ်ထည့်မယ်ပေါ့နော်ဖုန်းနံပါတ်ကတော့ခုနကမိတ်ဆွေ Messenger မှာထည့်ခဲ့တဲ့ဖုန်းနံပါတ်ကိုထည့်ပေးရမှာပါဖုန်းနံပါတ်ကိုမှန်အောင်ထည့်ပါထည့်ပြီးရင်ဒီ find your account ဆိုတာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါဗျာဒီအပြောင်းခလုတ်ကလေးပေါ့နော် find your account ဆိုတာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါ ဖိုင်းရွာကောက်ဆိုအောင်နှိပ်လိုက်ရင်ဒါမိတ်ဆွေရဲ့အကောက်ကိုလာတွေ့ရပါလိမ့်မယ်။ဒါပေမဲ့ကျွန်တော်တို့က password မသိဘူးပေါ့နော်။မမှတ်မိဘူးဖြစ်တဲ့အတွက်ဒီနေရာမှာ password ထည့်လို့မရဘူး။ဒါကြောင့်မလို့ဒီ gas coke ဆိုတာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါ။ gas coke ဆိုတာလေးကိုနှိပ်လိုက်ရင်တော့ဒီလိုမျိုးအစင်လေးတွေပေါ်လာပါလိမ့်မယ်။သဘောတရားကတော့ဒီ confine email ဆိုတာဟိုလေးကိုဒီလိုမျိုးအမှန်ကြီးရွေးထားမယ်ဆိုရင်တော့ဒီ email number ထဲကို Facebook ကဖွင့်ထားတဲ့ Gmail ပေါ့နော်။ email number ထဲကို coke ကနန်းပို့ပေးမှာပါ။ဒါပေမဲ့ကျွန်တော်တို့က email password တွေပိုင်းမမှတ်မိတော့ဘူးဆိုတဲ့သဘောနဲ့အခုလိုမျိုးလောက်တာ။ဒါဆိုရင်ဒါရွေးလို့မရဘူး။အောက်ကဟာတော့ password ရွေးတာပါ။ ကိုယ်ပတ်ဆက်လည်းမမှတ်မိတော့ဘူးအီးမေးလ်လည်းမမှတ်မိတော့ဘူးဆိုတဲ့သူတွေကတော့ကျွန်တော်တို့ဒီမှာအသစ်ထည့်လိုက်တဲ့ဖုန်းနံပါတ်ကိုရွေးပေးပါဗျဒါကျွန်တော်ကနမစင်ညာနေပြီးအသစ်ထက်ထည့်လိုက်တဲ့ဖုန်းနံပါတ်ပေါ့နော်အဲ့အဲ့ဟာလေးကိုရွေးပါစင်ကုတ် SNS ဆိုတာလေးကိုတစ်ချက်ရွေးပါရွေးပြီးဒီ continue ဆိုတဲ့အပြောင်း click လေးကိုတစ်ချက်ထပ်ပြီးနှိပ်ပြရမှာဖြစ်ပါတယ်ဗျနှိပ်ပြလိုက်ပါနှိပ်ပြလိုက်တော့အမှမစိတ်ဘောနော်ခုနကအသစ်ထည့်လိုက်တဲ့ဖုန်းနံပါတ်ထဲကိုကုတ်ကနန်း6လုံးသူ့မို့7လုံးထပ်ပြီးပို့ပါလိမ့်မယ်နောက်ဆုံးပို့တဲ့ကုတ်ကနန်းကိုထည့်ပြလိုက်ပါ64606ပေါ့နော်64 606အကယ်၍ကိုကုနန်းပါညာမရောက်ခဲ့တော့ရှိရင်ဒီကောင်လေးပေါ့နော် SM SNM အကင်းစွာလေးကိုနှိပ်ပြီးတော့ကုတ်ပြန်တောင်းလို့ရပါတယ်ဗျာ။ ျွန်တော်ကတော့ရောက်ခဲ့တဲ့ရောက် SNL ဝင်လာတဲ့အတွက်ကြောင့်မလို့ကိုကနန်းထည့်ပြီးဒီကိုနေနီကိုထက်ပြီးတော့နှိမ်မယ်ပေါ့နော်ဒီနေရာမှာတခုပြောချင်တာကိုကနန်းနေပါရင်ဝင်လာလို့ဆိုတဲ့သူတွေအတွက်ကျွန်တော်တို့ပေါ့နော်ဒီလိုမျိုးဖုန်းနံပါတ်နဲ့ကုတ်တောင်းတဲ့အချိန်မှာကုတ်ဒီပါရင်ပြန်မပို့ဘူးပါညာဆိုရင်အကောင်းဆုံးနည်းလမ်းကတော့ကိုရေရှည်မှာ၃ဒီဖြစ်စီမ၃ဒီဖြစ်စီပေါ့နော်ဒီလိုမျိုးလုပ်တဲ့အချိန်လေးမှာဒီ mind test single နံပါတ်နဲ့၃နေဒါကုတ်ပို့တာမြန်နေပေါ့နော်ရေရှည်မှာကိုကမ၃ချင်းဆိုလည်းမ၃ပါနဲ့ဗျဟို ျွန်တော်ဆိုရင်အခုဗီဒီယိုလုတ်ပြရတဲ့အတွက်ဒီကက်ကလေးထည့်ထားတယ်ပြီးပြန်ထုတ်လိုက်တယ်ပေါ့နော်ဒီလိုသဘောမျိုးပါပဲပြီးရင်မှဒီကုတ်နန်းထည့်ပါထည့်ပြီး continue ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါအဲပြီးတော့ဒီဆင့်ကိုရောက်သွားပါပြီတွား a new password ဆိုတဲ့အဆင့်ဒီနေရာမှာဒါမိတ်ဆွေရဲ့ Facebook account ကို password အစ်စ်ပြန်ပေးလို့ရပါပြီကြိုက်တဲ့ password ကိုပေးလိုက်ပါကိုကြိုက်တဲ့ဟာကိုပေးပေါ့နော် အဲဒီနေရာမှာမိတ်ဆွေကြိုက်တဲ့ပတ်စောက်ကိုပေးပါကျွန်တော်ကရန်ကုန်2028လို့ပေးလိုက်တယ်ဆိုစိတ်သက်ရှိရပေးလိုက်တာပေါ့နော်ဘာမှမဟုတ်ပါဘူးပေးပြီးရင်ဒီ continue ဆိုတာလေးကိုထပ်ပြီးနှိပ်လိုက်ပါသူရဲ့ Facebook account password ကို तू ကအမှတ်ထားပေးဖို့အတွက်လာပြောတယ်ပေါ့နော်ဒါမိတ်ဆွေရဲ့အခုလက်ရှိ Facebook account password တဲ့ရန်ကုန်2028ပေါ့နော်ဒီဟာကိုမှတ်ထားမှတ်ထားပြီးဒီ OK ကိုတစ်ချက်နှိပ်ပေးလိုက်ပါနှိပ်လိုက်ရင်တော့ဒါမိတ်ဆွေရဲ့ Facebook account က login ပြန်ဝင်သွားပါလိမ့်မယ်ဗျာအဲဒီက OK ကိုနှိပ်ပြီးတော့ပုံမှန်တိုင်းပဲကျွန်တော် login ပြန်ပြီးတော့ဝင်လိုက်အောင်ပဲပေါ့နော်ဒီအဆင့်နေရာကိုနားလည်မယ်ထင်ပါတယ်ဒီအဆင့်နေပါ့မှာအကုန်လုံး skip ကိုသာနှိပ်သွားလိုက်ပါဗျာနော် ဒါဆိုရင်တော့မိษွေ password main ကို login ဝင်လို့မရတဲ့အကောက်ပေါ့နော် forgot လုပ်ဖို့အတွက်လည်း email တို့ဖုန်းစံကတ်တို့မရှိတော့ဘူးဆိုရင် messenger login ဝင်ထားသေးရဆိုရင်ဒီနီးလန်းလေးနဲ့ဒီလိုမျိုး facebook ကောက်ကိုအလွယ်ကူဆုံးပြန်ယူလို့ရပါတယ်ခင်ဗျာဒီနေ့ဗီဒီယိုလေးကိုအားလုံးကြည့်နေကြလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်